thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာအငိမ့်စားပုံမှုချုပ်ချုံထွန်းအောင်ကိုပြစ်သက်ခံရမှုအတွက် CCTV မှတမ်းများကိုစစ်ထောက်လိုင်းရင်ကရရှိသွားပြီးပြစ်ခတ်သူများရဲ့လမ်းကြောင်းနဲ့နေရာများကိုအပူတပြင်းစုံစမ်းစစ်ဆေးနေကနေရာပေါင်းစုံမှာပုံစံပေါင်းစုံနဲ့ဌာနပေါင်းစုံကပူးပေါင်းထောက်လန်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမရန်ကုန်းမြို့နယ်မှာအငိမ့်စားပုံမှုချုပ်ချုံထွန်းအောင်ကိုပြစ်သက်ခံရမှုအတွက် CCTV မှတမ်းတွေကိုစစ်ထောက်လိုင်းရင်ကရရှိသွားပြီးအပူတပြင်းစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်းရှင်း င်းဘက်နဲ့စစ်ဘက်တရင်အရင်မြစ်တွေကတရင်ဌာနကိုပြောပါရင်မနေ့ကမနက်ပိုင်းရှမ်းကုန်းတိုင်းမြန်ကုန်းမြို့နယ်မှန်ကရက်ကွက်ရွှေနင်းစီ6လမ်းမှနေတိုင်းနဲ့အငိမ့်စာဘုံမှုချုပ်ချုံထုံအောင်ပြစ်ခတ်ခံရလို့တင်ဆောင်ပြီးရဲ့နောက်စစ်ကောင်စီက CCTV မှတ်တမ်းများအားလုံးလိုက်လံသိမ်းဆည်းခဲ့ကြောင်း၎င်း CCTV မှတ်တမ်းများအနက်မှာပြစ်ခတ်သူတချို့ရဲ့ဓာတ်ပုံမှတ်တမ်းများနဲ့အဝင်ထွက်လမ်းတစ်လျှောက်ကိုစစ်ကောင်စီရဲ့စစ်ထောင်လိုင်းရီတွေကလိုက်လံစုံစမ်းနေကြောင်းသိရပါရင် CCTV မှတ်တမ်းအားလုံးကိုတော့ရနေပြီသူတို့ CCTV မှတ်တမ်းကိုလည်းဌာနပေါင်းစုံဖြန့်လဲဖြန့်နေတဲ့အပူတ ပြင်းလိုက်နေတာကလည်းဌာနပေါင်းစုံလိုက်နေကြတယ်။ပြစ်ခတ်သူကိုမိအောင်ဖမ်းဖို့ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကအမိန့်ပေးတယ်။သူရန်ကုန်ရောက်နေတဲ့ချိန်ဖြစ်သွားလို့ပို့ပြီးဖိအားပေးနေတယ်။ဒီ case မမီရင်ယာရုပြုတ်အေးအေးယူခံရမယ်တက်နေမှုတွေယာရုကြီးတွေများကြီးပဲလို့စစ်ဘက်သတင်းအစီအမံတစ်ခုကပြောပါတယ်။ ရန်ကုန်အခြေဆိုင် Golden Valley Warriors ကတော့စစ်ကောင်စီရဲ့အပူတပြင်းစုံစမ်းဖော်ထုတ်မှုတွေနဲ့ပတ်သက်ပြီးဒူဒူကြကြမှတ်ချက်ပေးဖို့မရှိကြောင်းပြောဆိုပါတယ်။ရန်ကုန်မှာ UG ဖွဲ့ဝင်တအုပ်ကတော့ UG ဖွဲ့များအနေနဲ့မရှင်များကိုအကောင့်ထည့်ဖော်ရမှာပြင်ဆင်မှုများစွာနဲ့လှုပ်ဆောင်ခြင်းဖြစ်ပြီးစစ်ကောင်စီရဲ့စုံစမ်းဖော်ထုတ်မှုတွေအတွက်စိုးရင်စရာမရှိဘဲတပ်ဆိုင်ရာရဲဘော်တွေဘေးကင်းရာရောက်ရှိနေပြီလို့ရှုံချီကြောင်းသုံးသပ်ပြောဆိုပါတယ်။မင်းကပြစ်ခတ်ခံရမှုကြောင့်တိစုံသွားခဲ့တဲ့အငိမ့်စားဗိုလ်မှူးချုပ်ချုံအောင်ရဲ့နိုင်ကိုမေလ24ရက်နေ့နေ့လယ်12နာရီမင်္ဂလာတော်စစ်တင်းဆိုင်မှာပြုလုပ် ုံမှာဖြစ်ပြီးရက်လေကိုမေလ28ရက်နေ့မှာပြုလုံမှာဖြစ်ကြောင်းနိုင်ငံကြီးညာချက်ရတီးရပါတယ်ပြစ်သက်ခံရတဲ့အငြိမ်းစားဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော့ National Defense College NDC မှာ Internet Security and counter tourism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा နေသူဖြစ်ကြောင်းစစ်တမ်းမဘုံမှုချုပ်ဘူချုပ်ရာဒူနဲ့အငိမ့်စားယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စစ်တမ်းရေးနေစဉ်လူမဆန်မှုများစွာတဲ့စစ်ဘက်ဆိုင်ရာတင် जा ပို့ချနေသူတွေကိုလည်းစည်ရေးပြမှတ်ဖြစ်တတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဘူချုပ်ချုထုံးအောင်ကဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတမ်းမှတ်ဖြစ်ပါဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်ရောက်ချိန်မှာစတင်ပြီးနေပြည်တော်နိုင်ငံတော်ကာကွယ်တပ်ကတို့ NDC မှအကြမ်းဖက်စစ်တမ်းရရှိများကိုဇက်တိုက်တင် जा ပို့ချနေသူဖြစ် ဲ့ကြောင့် Golden Valley Warriors ရဲ့ထုတ်ပြန်ကြေညာသိရပါရယ်။မြန်မာနိုင်ငံအားထားသူများတွေမှာအငိမ့်စားဖို့ကြုံချိုးထောင်းအောင်ကလည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့မှာမင်္ဂလာတုံလီတက်စကန်မှာစစ်တပ်တင်ယူပို့ဆောင်ရေးလေယာဉ် MAF003 အထူးလေယာဉ်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူတွေကိုနေပြည်တော်စီးရေးပြခန္ဓာတရားဖို့မြန်မာနိုင်ငံကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလေယာဉ်ပေါ်မှာအင်းနေဝင်းတို့မိသားစုပါဝင်ဖို့ကြုံချိုးထောင်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါရယ်။ 2025တက်မတော်နေ့စီးပြပွဲအခမ်းအနားပြီးမန်လာ28ရက်နေ့နေပြည်တော်မှာရန်ကုန်အပြန်လန်းကျောင်းအတွက်စစ်တပ်တင်ယူပို့ဆောင်ရေးလေယာဉ် MEF 0011အထူးလေယာဉ်နဲ့ဗိုလ်ချုပ်ချုပ်ထုံးအောင်ပြန်လာခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်က၎င်းအားကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထောင်ဖွဲ့ဝင်အင်အားနဲ့လှုပ်ဆောင်နေကြောင်းစူပါဖွဲ့ရဲ့တိုင်းစင်ကောင်းဆောင်များမှဗိုလ်ချုပ်ချုပ်ထုံးအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလတရက်နေ့မှာဗိုလ်ချုပ်ချုပ်ထုံးအောင်ကိုသူကိုယ်တိုင်ဝနကြော်တင်ပွဲတစ်စိတ်ပြီးရ က်ခဲ့ပြီးရွှေချိန်၅ချက်သားကိုပါဂုံပြူအဖြစ်တဘာတဲ့ပြရခဲ့ကြောင်းသိရပါရယ်နောက်ထပ်တပုံးနေနဲ့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီးမနေ့ကတညလုံးတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီးတညလုံးတိုက်ပွဲများပြင်းထန်နေကြောင်းနယ်စပ်စီရင်တရင်အရေးမြစ်တွေနဲ့ထိုင်းသတင်းဌာနရဲ့သတင်းဖော်ပြချက်တွေရသိရပါရယ်။မေလ22ရက်နေ့မနက်9:00နာရီချိန်ထိုင်းမြန်မာနယ်စပ်ရှိမြောက်ရီ ို့တောင်ပတ်ဝေါ်လီဒေတာအတွင်းရှိ အကျန်းဖတ်စစ်တပ်ရဲ့မော်ခီစခန်ကို၎င်းမေလ22ရက်နေ့မှာစစ်ကောင်စီရဲ့ဝေါ်လီကလနဲလီဘလာဒိုနဲ့ တီဘောပူရုကို၎င်း KNL လေးဦးဆောင်တဲ့ပူပေါင်းမဟာမေပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမေလ22ရက်နေ့ညပိုင်းမှာလည်းတိုက်ပွဲများပြင်းထန်ခဲ့ပြီး KNL လေးပူပေါင်းတပ်တွေကဒရုန်းနဲ့တောက်လျှောက်ထိုးစစ်ဆင်ခဲ့ကြောင်းသိရပါတယ်တိုက်ပွဲကတော့တညလုံးခြားနေတာတပ်ကလည်းလေရင်ဒရုန်းတွေပြန်နေတာရှိရဲ KNL လေးပူပေါင်းတပ်တွေဘက်ကလည်းဒရုန်းတွေနဲ့မြေပြင်မှာပိတ်ဆို့ပြီးထိုးစစ်ဆင်နေတဲ့တိုက်ပွဲကတော့တော်တော်ပြင်းထန်နေအထူးကစစ်ဆင်ရေးမှာ KNU တပ်မဟာချောင်းမှရှိရဲ KNL လေးတိုင်ရင်းနေပူပေါင်းတပ်တွေကဦးဆောင်နေရလို့သိရကြောင်းနေဆက်စီရေးတဲ့အရင်မြစ်တွေကရှင်းပြပါ money ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်ကစင်ကြီးတူးမြင့်ချထားပြီးမြန်မာဘက်အကြမ်းတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေတွေကိုအမြဲတမ်းကင်းထောင်နေကြောင်းနယ်စပ်ဖြတ်ကျော်ပြီးထွက်ပြေးလာတဲ့လက်နက်ကင်ဖွဲ့များမရှိသေးဘူး။တောင်ရင်မြစ်တလျှောက်ထိုင်းစစ်တပ်ရဲနဲ့ဌာနပေါင်းစုံဖြန့်ကျက်လုံခြုံရေးယူထားကြောင်းထိုင်းစစ်တပ်သတင်းအရင်းမြစ်တွေကဆိုပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းတွေကိုတောင်လျှောက်ဆိုသလို KNL လေးဦးဆောင်နေတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမလာအီပီလာနဲ့ရကူမီလာတွင်မှထိုင်းမြန်မာနယ်စပ်နီမှာစစ်ကောင်စီရဲ့ပူလူတူခလဲတီတခေါ်ပြီးကွေမောဖားသူတာ လင်စကန်မေလာမော်ဖိုကီစကန်နေကိုဇက်တိုက်သိမ်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တရှောင်းမှာနော်တရမေတဝမော်ရလီနော်တာစုစုပေါင်းစစ်ကောင်စီရဲ့တပ်စကန်လေးခုဝင်ကျင်တာကြံတော့ကြောင့်တည်ရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။သမောမှာစည်ဟန့်ရင်ပြစ်ချခံရမှုကြောင့်ယဟန့်ရင်ပေါ်ပါစစ်ပြူဟာမှုနဲ့ဖွဲ့ဝင်များအားလုံးတိစုံမှုကိုစစ်ကောင်စီကသတင်းဖုံးကွယ်ထားပြီးဆက်ချုပ်ရင်လို့ပြက်ကြတယ်လို့သာတက်တွင်းရှင်းလင်းအသိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ပမော်မြို့နယ်တွင်စည်ရဟန်ရင်ပြစ်ချခံရမှုမှာရဟန်ရင်မှုများနဲ့လေတပ်ဖွဲ့ဝင်တွေအထိပါအပါဝင်ဒီရင်ပေါ်မှာလိုက်ပါတဲ့စစ်ပြူဟာမှုနဲ့ဖွဲ့ဝင်များအားလုံးတည်ဆုံတယ်လို့စစ်ကောင်စီကသတင်းဖုံးထားတဲ့အပြင်ရဟန်ရင်မှာလည်းပြစ်ချခံရခြင်းမဟုတ်ဘဲဆက်ချွင်လို့သာပြစ်ချခြင်းဖြစ်တယ်လို့သတင်းပြန်လာကြောင်းတပ်သတင်းရင်းမြစ်တွေချို့ကပြောပါတယ်။ မေလ20ရက်နေ့နေ့လယ်တနိုင်ဝင်းချိန်ချိန်ပေါ်မှာမြို့ဆခက27ကိုစစ်ကူရိတ်ခါလက်နက်ခရဲများလာချပေးတဲ့စစ်ကောင်စီရဲ့ထောက်ပို့ရဟန်းရဲနှစ်စီးကို KYA ကပြစ်ခတ်ခဲ့ရာဒစီမှာရွှေကူမြို့နယ်မွလမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်ရှိတော်ထဲမှာပြက်ကျသွားခဲ့ကြောင်းအဆိုပါရဟန်းရင်မှာရဟန်းရင်မှုကပ္တိန်ဘိုးကြီးမြို့ထက်အောင်ပုံမှု တမ်းမင်းစောအပါဝင်ရဟယင်မောင်းနေရဲ့အဖွဲသားခုနှစ်ဦးပါသွားခဲ့ကြောင်းဒါပေမဲ့ရဟယင်ပေါ်မှာလိုက်ပါတယ်စစ်ဖြူဟာမှုနဲ့အဖွဲသားတွေပါတည်ဆုံမှုကိုတော့စစ်တပ်ကသတင်းဖုံးကွယ်ထားကြောင်းသိရပါတယ်ပေါ်မှာတက်မတော်ရဟယင်ကစက်ချုပ်ရင်းလို့ပြတ်ကြတယ်ရဟယင်မှုနဲ့အဖွဲသားတွေဆုံးပါတယ်တရင်တပ်ဖွဲ့တွေအတွင်မှာလည်းနိုင်ငံတော်ကထုတ်ပြန်တဲ့သတင်းအတိုင်းပဲပြန်လဲအတည်ပြုတယ်တက်မတော်ဖြူဟာမှုနဲ့အဖွဲသားတွေတည်ဆုံတယ်ဆိုတာမျိုးတော့အတည်ပြုတာမျိုးလည်းမရှိပါဘူးတည်လည်းမတည်ကြပါဘူးပေါ်မှာတက်မတော်ကတန်းအရေးတာပြီးအောင်ပွင့်ရနေတယ်မင်းကောင်စစ်ကြောရေးရဲ့စစ်စင်ရေးနဲ့ပေါ်မှာမျိုးကိုပြန်လဲသိမ့်ပိုင်နေ ပြီး KIA PDF အလောင်းတွေတောင်ပုံရပုံတည်ဆုံနေတယ်ဆိုတာကိုတက်တွင်းမှာရှင်းလင်းပွဲတွေနဲ့အတိပေးနေရလို့သတင်းရှင်းပြတွေကပြောပါတယ်ရွှေကူမြို့နယ်တော်ရဲမှာမီးလောင်ပျက်စီးသွားတဲ့ရဟန်းရင်နဲ့အတူရဟန်းရင်မှုတွေဖြစ်တဲ့ပိုကြီးမျိုးထအောင်ပိုမိုးတမ်းမင်းစော်တို့တည်ဆုံမှုမှာလည်း စစ်တပ်အတွင်းခြေချင်းပြင်းပြင်းသတင်းပြန့်နှံ့နေပြီးအတီးပြူနိုင်ကြောင်းတပ်သတင်းအရင်းမြစ်တွေကဆက်လက်ပြောဆိုပါရင်မေလာ22ရက်နေ့ကရိုင်ကစီးရင်ဟိုင်ပြတ်ခဲ့တဲ့ရွှေကူမြို့နယ်မြို့လားမြို့နယ်ကွဲစီငန်းရွာအနောက်ဘက်ရှိတော်ရဲရှိရဟရင်ပြတ်နေရကိုထပ်မံရှင်းလင်းရေးလုပ်ရာရဟရင်ပြတ်နေတူမီလောင်ထားတဲ့စစ်သားလောင်း16လောင်းနဲ့မီလောင်ပြည့်စည်သွားတဲ့လက်နက်14လက်သိမ်းဆည်းရရှိခဲ့ကြောင်းကရိုင်သတင်းအရင်းမြစ်ကဆိုပါရင်ဒါအပြင်မေလာ22ရက်နေ့နေ့လယ်12နာရီခွဲကန်ချိန်ရွှေကူမြို့ခါလာရ56တိုင်ရင်အတွင်အရေးပေါ်စစ်တပ်ခဲ့တဲ့စီးရင်ဟိုင်ကိုလည်းကရိုင်တပ်မ17မှာတော်လိုင်း ရဲဘော်တွေကလန်ဒန်ကြီးတွေနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဟန်ရင်လုံးဝပျက်စီးသွားတဲ့အပြင်ရဟန်ရင်ကိုဘေးပတ်လည်လည်မှာဝင်းရံထားတဲ့တန်ချက်ကားတွေနဲ့ထရက်ကားတွေပါလက်နက်ကြီးကြီးထိမှန်ပျက်စီးခဲ့ကြောင်း KIA သတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါရယ် KIA ကရခိုင်ကလေးကစစ်ကောင်စီရဲ့ရဟန်ရင်နဲ့တိုက်လေနေကိုပြစ်ချခဲ့ပူရာမေလ22ရက်နေ့ပြစ်ချခဲ့တဲ့ရဟန်ရင်နဲ့စီအပါဝင်စုစုပေါင်းစစ်အာဏာသိမ်းပြီးနောက်9နှစ်အတွင်းရဟန်ရင်၄စီနဲ့တိုက်လေရင်တစီတို့ကိုပြစ်ချနိုင်ခဲ့ပြီဖြစ်ပါရယ်2022ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တင်နယ်ကုန်းလာအကြမ်းမှာစစ်ကောင် ောင်စီရဲ့ MI35 တိုက်ခိုက်ရင်ရဟယင်ကိုကချင်လူမျိုးရေးတက်မှာတော့ KIA ကပြစ်ချခဲ့ကြအောင်အဲ့ဒီလိုပြစ်ချခဲ့မှုကြောင့်ရဟယင်ပြက်စီးခဲ့ပြီးရဟယင်မှုပုံမှုကြော်စီယာတွန်းပူကြီးတန်ထွန်လင်းအုတ်ခွဲတစ်ချက်ကြီးကြော်စွာအောင်လို့တည်ဆောင်းခဲ့ကြပါတယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်ချိန်ဝိုင်းမော်မြို့နယ်နာဖော့တက်စကန်ကိုရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI70 ရဟယင်တစ်စီးကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟယင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးဖြစ်တဲ့ပုံမှုစော်မျိုးတန်းအသက်42နှစ်ပူကြီးကောင်းဆန် 33သိန်းအသက်33နှစ်ဘူကြီးစိုးပိုင်ကျော်အသက်32နှစ်ဒုရကံပိုဝင်းမျိုးထွန်းအသက်42နှစ်ဦးစီးတကြက်ကြီးစိုးလွင်ဦးအသက်36နှစ်ဦးစီးတကြက်ကြီးမျိုးမင်းဦးအသက်38နှစ်ဦးစီးတကြက်ကြီးဝေရန်ဦးအသက်32နှစ်နဲ့ဦးစီးတကြက်ကြီးစွမ်းထက်အောင်အသက်23နှစ်တို့တည်ဆုံခဲ့ပါတယ် 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလဲရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နန့်ဖက်ကရွာတိုက်ပွဲဒေသတံကိုပုံလာကျဲခဲ့တဲ့စစ်ကောင်စီရဲ့တရုတ်လုံ FTC 2000ကြီးတိုက်လင်ရင်ကိုကချင်းလွတ်လပ်ရေးတပ်မတော် KYI ကပြစ်ချခဲ့တဲ့အတွက်တိုက်လင်ရင်ပြတ်ကျသွားခဲ့ပါတယ်။နောက်ထပ်တပုံးအနေနဲ့မြန်မာနိုင်ငံကိုတီကျပ်ထားပြီးဒေသတွင်ထိန်းချုပ်လိုတဲ့နိုင်ငံများကိုထိန်းချုပ်ဖို့ကြံစီမှုနဲ့ NLD ရဲ့အာဏာရှင်ဆန်မှုကြောင့်တိုင်းပြည်ပြိုကွဲမဲ့အဖြစ်ထပ်မံမဖြစ်စေဖို့လိုအပ်တယ်လို့မင်းအောင်လိုင်ပြောပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကိုတီကျပ်ထားပြီးဒေသတွင်ထိန်းချုပ် ်လုပ်တဲ့နိုင်ငံများကိုထိန်းချုပ်ဖို့ကြံစီမှုတွေနဲ့ NLD အစိုးရလက်ထက်2020ရွေးကောက်ပွဲမတိုင်မီဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ညီညွတ်မှုနဲ့ဟန်ချက်ညီမှုပြိုကွဲမဲ့အဖြစ်များထပ်မံမဖြစ်ပေါ်စေဖို့လှုပ်ဆောင်ဖို့လိုအပ်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။မနေ့ကနေပြည်တော်မှာလေကြောင်းနဲ့ရှေးကြောင်းလေးချင်းရေးတင်းနှံမှာလူငယ်များနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါတိုင်းပြောဆိုလာတာပါ။ NLD အစိုးရလက်ထက်2020ပြည်နှစ်ရွေးကောက်ပွဲတုန်းကလို့တမိုင်းမှာရှုပ်ဆိုးအကြီးတန်းဖြစ်မျိုးရွေးကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုက ရေစီအမြင်ကဥပဒေမဲ့လှုပ်ဆောင်မှုတွေအာနာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဲ့စည်းလုံးညီညွတ်မှုဟန်ချက်ညီရက်တီမှုတွေပြိုကွဲမဲ့ဖြစ်များထပ်မံမဖြစ်ပေါ်စေဖို့လှုပ်ဆောင်ကြဖို့လိုအပ်ကြောင်းမင်းအောင်လိုင်းကပြောဆိုပါတယ်